အားလုံးပဲမင်္ဂလာပါရှင်။အလင်းအိမ် Audio Books Channel ကနေကြိုဆိုပါရရှင်။ဒီကနေ့မှာတော့ဆီယမာကြီးခင်ဆွေဦးရဲ့မမေအိမ်မဲဆွေဝတ္ထုတိုလေးကိုဖတ်ပြပေးကြပါရရှင်။ဒီဝတ္ထုတိုလေးဟာဆိုရင်ဖြင့်ခင်နေယူ အမတ်တရကလောင်ဆုံးလက်ရွေးစင်ဝတ္ထုတိုစုစည်းမှုအိမ်မဲဝတ္ထုတိုများစာအုပ်ထဲကပဲဖြစ်ပါရရှင်။မမေအိမ်မဲခင်ဆွေဦး မမေဟာခေတ္တဘောရမျိုးဆက်ကွာဟာမူ generation gap ကိုခဏခဏတွေးနေမိတယ်။ကနေလူငယ်ရင်းဘယ်လဲဘာလဲအထွေခေါ်စမ်းသင်လာခြင်းလားမေ။အရှိသေးတွေဆုပ်ယုပ်သွားတာမျက်မြင်ကိုတွေ့ပဲ။ဥပမာပေါ်သမီးရင်းမမေဖတ်ခဲ့တဲ့စာအုပ်တွေမမကြီးဖတ်ခဲ့တဲ့စာအုပ်တွေခုသမီးဖတ်တဲ့စာအုပ်တွေနှိုင်းရှင်းကြည့်အောင်။မမေက channel ကျော်ဦးချင်မောင်ရဲ့စာအုပ်တွေ ဆရာမကြီးဂျာနေကျော်မမလေးစာအုပ်တွင်ဗမော်တင်အောင်တို့ဆရာမြတန်းတင်တို့စာအုပ်တွင် Feel My Share Montgomery အထုပ်ပတ်တင် General Tokyo Arabia Lauren Germany စကောင်းဆောင် Romeo တို့လိုအထုပ်ပတ်တွေစာသဖြင့်မတမီမမကြီးဂျာတော့ဆရာလင်းုံမမမောင်မုတ်သူမောင်ဝန်တာညဉ့်ငိမ့်တို့လိုဘာသာပြန်တဲ့စာအုပ်တွင်ချီကွေဗာရာတို့ စစ်နဲ့ငင်းချင်းရေးထဲကမင်းသားအန်ဒရီတို့ဟာတမင်းကြီးရဲ့စံပြဇာလိုက်တွေပေါ့ဘိုးချုပ်ကြီးမွန်ဂိုမာရီယာပကဒနာမမက်တလုံးသူ့ကိုယ်သူရှေ့တန်းတင်ကျင်တဲ့စိတ်လည်းမရှိပါဘူးဆိုတဲ့ချက်ကိုတမင်းမမကြီးကသိတဲ့ဘောကြတာတမင်းမမကြီးဟာပေါ်ရန်အရေးပြတစ်ထောက်အလှချက်နှလုံးသားအလှအုံနှောက်အလှအတိညာလှတို့ကိုဦးစားပေးခဲ့တယ် ဒါကြောင့်လည်းတမီးရဲ့မမကြီးဟာမမေစိတ်ကြိုက်တမီးကြီးဖြစ်ခဲ့တယ်။ကဲတမီးငယ်ရောတမီးတည်တဲ့အချိန်မင်းမမကြီးကိုမမေ28နှစ်မှမွေးခဲ့ပြီ။တမီးလေးကိုမမေ38နှစ်အရွယ်ကြာမှမွေးခဲ့တာ။10နှစ်မှဒီမြကွာချဖို့မတင်ပါဘူး။မင်းမမကြီးရည်တွေးတောက်ပြောင်မှုကိုမမေတမီးငယ်လုံးဝလိုက်မမီဘူးပြောရင် မင်းဝမ်းနေမှာလား။တကယ်တော့တမီးဟာတကြီးသား အများအဖြင့်တက်ကြီးသားတွေဟာထူးချွန်တတ်တယ်တဲ့မင်းမေဟာဒါကြောင့်မို့သမီးငယ်ရဲ့အနာဂတ်ကိုအများကြီးမျှော်မှန်းခဲ့တယ်သမီးလေးပေါ်ယုံကြည်အားထားမှုတွေအများကြီးထားခဲ့တယ်မင်းမေမျှော်လင့်အားထားသလိုသမီးဟာအတန်အသင့်လိမ်မာခဲ့ပါတယ်တစ်နှစ်တစ်တန်းမှန်မှန်အောင်တဲ့အပြင်ဆယ်တန်းကိုနှစ်ချင်းပေါအောင်ခဲ့တယ်ဒါပေမဲ့ဒီငါးလုံးရတဲ့မင်းဖေဖေကတော့ဒီတစ်လုံးမှမရတဲ့သမီးတွက်နည်းနည်းမှမကျေနိုင်ခဲ့ဘူး မင်းအောင်ချင်းထွက်တဲ့နေကဆုံးဖေဖေတနေ့လုံးစကားမပြောတော့ဘူးငြိမ်သွားလိုက်တာမမေကတော့ကိုရဲ့ကြတဲ့လူတွေအများကြီးပဲနှစ်ချင်းပေါက်အောင်သွားတာမဆုံးလာပါဘူးပြီးတော့ကလေးက15နှစ်သက်သားပဲရှိသေးတာသမီးဘက်ကကာကွယ်ရင် ဖြေသိမ့်ရသေးတယ်သမီးမမကြီးဟာဆယ်တန်းကိုဒီနှလုံးနဲ့အောင်ခဲ့ပြီခုဆိုရင် စာကြီးတိုက်ဒီပလိုမာပွဲရပြီရန်ကုန်တက္ကသိုလ်မှာစာကြီးတိုက်မှုဖြစ်နေပြီ။ သမီးကိုကန်နီရှေးုံမှာမွေပြီးစနေသမီးမမကြီးចောင်းကလာကြည့်ပြီးဗာပြောလေသီလားမမေညီမလေးကသမီးထက်တော်ရမယ်အငယ်ရီဟာပို့ပြီးထူချွန်တတ်တယ်တဲ့သမီးရဲ့ဖေဖေကတော့သမီးကို သူ့လိုဆရာဝန်ဖြစ်စေချင်တာကွယ်မမေကတော့သူ့ဟာသူအကြီးချင်းနဲ့တော်နေရင်ချိန်တတ်တာပါပဲမမေလိုចောင်းဆရာမဖြစ်လဲ ကျောင်းသားလူငယ်တွေအများကြီးမွေးထုတ်ပေးနိုင်တဲ့ဆရာမတယောက်ဖြစ်လာမယ်ဆိုရင်လေကျေနပ်တာပါပဲမိမိရဲ့ရည်မှန်းချက်ကတော့သမီးဟာစာရေးဆရာမကြီးဖြစ်လာရမယ်သမီးလောကကြီးမှာအကောင်းဆုံးအရာကဗဟုသုတရှာပွေလည်လာခြင်းဖြစ်တယ်အဆိုးဝါဆုံးကတော့လစ်လျူပြုခြင်းပေါ့ဆာခြင်းတို့ဖြစ်တယ်လို့မိမိစာအုပ်တော့ဖတ်ရဘူးတယ်သမီးရောပဲအုပ်စုတယ်ပါမယ်မိမိထင်လဲသမီးပြန်ပြီးတော့မိမိဘယ်လိုပြန်ပြောရမယ်တော့မသိဘူး ။တမီးဟာရီမန်းချက်ပန်းချိုင်ကိုမမျော်မှန်းနဲ့အနာဂတ်မရှိတဲ့တငယ်ချင်းအုပ်စုနဲ့စပေါင်းစားပြူနေပြီ။မမေကတမီးကိုမပြောရဲပြောရဲနဲ့ပဲ။တမီးတော့မသိဘူး။တမီးပေါင်းတဲ့တွေကတော့ဒုတိယအုပ်စုထဲပါနေတယ်။လစ်လျူပြူချင်းပေါ်ရောက်ခြင်းဆိုတဲ့အတိုင်းကြားရလေမမေကစကားပြောရင်စိတ်ကလည်းထွက်သွားမိတယ်ကွယ်တမီးလေးကလည်းဟင်းဆိုပြီးနှာခေါင်းလေးရှုံလို့ မိန်ကလေးတံမဲနဲ့အတန်းလစ်ပြီးစားထားကြတာခုနှစ်တန်းရှစ်တန်းတည်းကပဲဒီထဲကသမီးလေးမပါလို့တော်သေးရဲ့လို့မှတ်ရတာသူတို့ဟာတနေ့တနေ့ပေးချိုးတစ်ချောင်းနဲ့ရှင်းတို့တင်တို့တိုင်းနေကြတာသူတို့ရဲ့အမြင်အဆုံးရည်ရွယ်ချက်ကတော့မော်ရယ်ဖြစ်ဖို့ရယ်လေသမီးလေးကတနေ့တနေ့မှန်ကြည့်တာအခါခါပဲသူကြားဘူးတာကတော့အချီးတန်မှန်ကြိုက်တဲ့ငါတို့သမီးလေးဟာလှလဲလှသားနဲ့သူကနည်းနည်းရှက်သွားတယ် မင်းမမကြီးကအချိန်ကိုတိတ်နှမျောတာသူ့မှာအချိန်ဟာဘယ်တော့မှလောက်တည်းရဲ့မရှိဘူးအချိန်တွေပိုနေပါလားညီမလေးရဲ့မမကြီးကခဏခဏညီတော့တမီးကမကျေနပ်ဘူးလူတဦးရဲ့တန်မိုးတွမှုဟာလူဟာအချိန်ကိုဘလို့အသုံးချလဲဆိုတာနဲ့တွေ့ရမှာပဲတမီးဆယ်ရန်အောင်မီမပေါင်းတဲ့တငယ်ချင်းတွေလည်းမဟန်ပြန်ပါဘူးကုမိဘဝင်ငွေကဘာမှမရှိပဲလူလေးသူလေးနဲ့2000ကျော်ရန်ဖက်နှက်စီတဲ့တငယ်ချင်းကိုအားချရမှာလား အမလီတမိကြတော့၄00ကျော်တဲ့ဖဏတ်မှာစီးကျင်လာတယ်။တမိမမကြီးမှာကြောင်းနေလာရကနေအလုတ်ဝင်တဲ့ခြေစီးတဲ့ဖဏတ်ဟာ၂00ပတ်ဝန်းကျင် cherry ကိုရင်းမာတော့ပဲသူ့ခြေထောက်သွဲသွဲနဲ့ခြေပုံမိုးဖြူဖြူလေးနဲ့၂00တန်းဖဏတ်စီးတာဟာ၄00တန်းဖဏတ်ဝယ်စီးတာထတောင်းလှသည်။တမိတို့ဟာရည်သွေးတောက်ပြောင်းလို့ဖို့ချံခြေထောက်ကိုအလှဆမှုပိုးပြီးစိတ်အားထက်သန်နေကြတာကိုကာဝန်တွေစကတ်တွေဆိုလဲတောင်းကနန်းတွေ မမကြီးက900ရံချမိန်နဲ့တင်းတင်းရောက်ရင်းနေတဲ့အချိန်မှာသမီးကတောင်းကနန်းဝတ်စားဖနက်တွင်နေမိမိရဲ့တချို့များတောင်းကြည့်ပေးရတာအဲ့ဒါလို့သမီးမပူစားပါဘူးတဲ့မမကြီးကစိတ်တူလာပြီအေးအဲ့ဒါကြောင့်ဟိုဥစ္စာတွေဖြစ်ကြတာပေါ့ပြောလိုက်တယ်အဲ့ဒါသမီးကတံပြန်စိတ်ဆိုပြီတာယာဖနက်စီပြီးကြောက်သွားမယ်တဲ့လေမိမိကသမီးကိုထားရိုက်လိုက်ချင်တာလက်ကိုရာနေတာပဲ ဂျီမိဘဂျီအမတွေကြားတယ်။ဒီလောက်တလွဲစပင်ကောင်းရမလားလို့လူငယ်တွေဟာကို့အနာဂတ်ကိုကိုမတွေးဘူးဆိုရင်ဂျိုးဆွဲချတိတ်တယ်လို့ဖြစ်တော့မှာ။အော်မမေအရေးတကြီးပြောအောင်မယ်။ခုတလောသမီးတို့ဖြစ်နေတဲ့ကိစ္စပေါ့။ဆယ်တန်းအောင်လာပြန်နော်။ဆော့ဆော့တို့ကဖနှက်အဖိုးတန်တွေစီးဖို့ရီမန်းချက်ကြီးမာတဲ့သမီး။တငယ်ချင်းနှစ်ဦးသုံးဦးဟာကောင်းလေးချောချောရီချိတ်ဖို့ဝါသနာကရှိနေတော့ သူတို့ရုပ်ရည်နဲ့သူတို့ကဆွဲလဲပြန်မကြတဲ့ကောင်းလေးကိုတမီးနဲ့အောင်သွဲပါလေရောတမီးရဲ့ယုံလေးကလှတယ်မဟုတ်လားကောင်းလေးကတမီးကိုကြိုက်တော်မှာပဲကောင်းလေးဟာသူ့ရုပ်ရည်အားကိုနေရီစာခမည်းများအတွေ့အကြုံကလည်းရှိနေတော့တမီးကိုအတင်းမဲ့ချစ်တယ်ကြိုက်တယ်ရဲ့ဖြစ်လာပြီတမီးကလည်းပြန်တုံ့ပြန်ချင်တယ်လို့ဖြစ်လာတာပေါ့ဂျာဗိမဲ့16နှစ်ဆိုတဲ့အရွယ်ဟာတိတ်ငယ်ပါသေးတယ်တမီးရဲ့အဆုံးဖြတ်တွေဟာ ဘယ်နည်းနဲ့မှမမှန်နိုင်မှုသမီမမကြီးရောမမရောခါခါတတိပေးရတယ်သူတို့ရဲ့အောင်သွေးတော်ဇလန်းကလည်းဒီခေတ်မှာဆန်တာမမီတို့တခါမှမတွေ့မိတာတွေပေါ့သမီနဲ့အုပ်စုဖယ်သမီကိုရင်းနှီးစာပြူလာတဲ့အခါမှာသူတို့ဝင်ပြီးရောတဝင်နေကြတာလေယောက်ျားလေးတယောက်ရဲ့ခါကိုတိုးတယ်မိန်းကလေးဆွဲလာပါလားလို့တဲ့မိန်းကလေးတွေကိုမမီနားမလဲတာအမှန်ပါပဲ။ ငါသမီးလေးတီတီတန်တန်လေးနေလို့တော်ပါသေးရဲ့။ဒါပေမဲ့ကြာလိုက်ရင်ဘာဖြစ်မလဲဆိုပြီးအစိုးရင်သားကွယ်။မိမိနဲ့သမီးမမကြီးတို့ဟာကောင်းချင်းဆိုင်တိုင်ပင်ပြီးရင်မောခဲ့ရတာအမှန်ပါပဲ။မိမိနဲ့မမကြီးတို့ဟာကိုကိုမမကြိုက်နှစ်သက်တဲ့ယောက်ျားတူကုန်စိတ်ထဲကချစ်အောင်တော့အနေထိုင်ပြတ်သားရမှာပဲ။တစ်ဖက်သက်ချင်းဟာဆိုးပါတယ်ဆိုရင်ကိုမြကြီးတချင်ဟာယောက်ျားလေးများအတွက်သာလို့မမေတွေးခဲ့တာဟာမှားနေပြီပေါ့။ အစကနဦးကသူ့တငယ်ချင်းတွေချင်းတမိကခံချင်တာမဟုတ်ဘူးအခုတော့တငယ်ချင်းတွေရဲ့စိတ်စေတနာဟာသူ့အပေါ်မမှန်မှန်တည်တော့လေမိမိကိုတမိဝန်ခံလာပါတယ်တန်လျက်ရေးချင်းရွှေသမင်းအလိုက်မှားတယ်ဆိုတာဒါမျိုးပေါ့ဒါကြောင့်16နှစ်တမိတွေယောက်ျားလေးနဲ့မိန်းကလေးအလိုတူအလိုပါဖြစ်ကြအောင်ဖြားရောက်တွေးဆောင်မှုဆိုတဲ့ဥပဒေကြီးကရှိနေတော့အဲ့ဒါဘာလို့လဲသိလားတမိဟာအင်မတန်ငယ်လွန်ပြီး မိခင်နဲ့ရင်အောင်မကွာရှိနေတော့မူပါပဲ။တမီးရဲ့အောင်သွဲတော်တွေကလည်းတမီးဘက်ကကောင်းလေးကိုခပ်ပြက်ပြက်ဆိုရင် သူတို့အကြောက်တော်မယ်။နှစ်ယောက်သုံးယောက်ကောင်းလေးကိုဝိုင်းလူကြတော့ကောင်းလေးကဝါသနာခပ်ပါပါနဲ့ဆိုတော့အတော်ပဲပေါ့။မင်းမမကြီးကတော့ပကန်းခစ်တုံးကဘယ်မင်းညီမင်းသားမိဖုရားဖြစ်ခဲ့တယ်မသိဘူး။အဲ့ဒီအောင်သွဲတွေကောင်းလေးကိုဝိုင်းကြရင်တအူးကိုတအူးရိုက်ကြ။ရိုက်ပွဲကြီးဆင်နွှဲကြပါစေသားတယ်လေ။ ရဲလိုက်ရတာယူလိုက်တဲ့မင်းမမကြီးညီမလေးကိုငုံမတက်ချလွန်းလို့ယူနေရှာတာလေဂျာဗီမဲ့မမီကပြောရတယ်ဂျောက်ဂျာရိုက်စာဟိုချီမင်းနဲ့ချီဂွေဗာရာတွေဖတ်ခဲ့တဲ့ငါသမီးကြီးစိတ်လျှော့လို့သူကမျက်ရည်ဆာဆာနေသူတို့ကိုထိုက်တန်တဲ့ဂျန်တော့ခဲရမယ်လောကပါလာညီမြချင်းမကောင်းတာကိုစူချဆိုးတာကိုဂျန်ပေးအဲ့ဒါကနေ့ထီပဲတဲ့မမကြီးကစာတန်ပေးတန်နဲ့ပြောနေသေးရဲ့ သူ့အသက်26နှစ်ပြည့်ခဲ့ပြီ။ရီးစားမချဘူးတော့သူ့ညီမလေးအတွက်စိုးရိမ်တာပေါ့။တမီးလေးကအဖြူခံတက်တက်လေး။တမီးထက်ကြီးတဲ့16နှစ်အရွယ်၊19နှစ်အရွယ်တွေရဲ့အယောင်ဆုံးမှုကသူ့အင်မတန်စိတ်ဆိုးနေတာတော့အမှန်ပါပဲ။မမီကတော့ကြာတမီးလေးအတွေ့အကြုံသေးစားတစ်ခုဖြတ်တန်းရတာတမီးလေးတနေ့မှဆိုင်းရင်းစီရဖြစ်လာရမယ်အီမီချာနဲ့တက္ကသိုလ်တက်နေတဲ့တမီးလေးအင်္ဂလိပ်စာရေးဖတ်ပြီးနောက်တနေ့ဆိုင်းရင်းစီရမှာ ကဘာတိသူစာရိပြန်နှံမီပူလီစာစုတို့ဘာလို့မရနိုင်ဘူးလို့ဘသူပြောနိုင်တယ်လဲမမီကတော့မမကြီးတက်ကတူခက်တုံးကဖတ်ခဲ့ဘူးတယ်ကဗျာတပုတ်ကိုအမှန်ရနိုင်မိတယ်တမီးလေးရဲ့ရှေ့ရေးစင်စာရင်ရှင်သာမောရတဲ့မိခင်တွေရဲ့ရင်စာချင်းတွေပြည်စီခွင့်တို့မျက်ရည်များလဲအာဖြစ်ပြောင်းလိုက်မယ်ခင်ရှေဦးအမျိုးသမီးရေးရာမဂဇင်း2002ခုနှစ်ဟုတ်ကဲ့ ကျမခုဖတ်ပြပြီးသွားတာကတော့ဆီယမကြီးခင်ရွှေဦးရဲ့မမေအိမ်မဆိုတဲ့ဝတ္ထုတိုးလေးပဲဖြစ်ပါရဲ့ရှင်။အားလုံးကိုကျေးဇူးအများကြီးတင်ပါရဲ့ရှင်။